Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့22ကြိမ်မြောက်စူချင်းမြင့်ပွဲနဲ့ကျောင်းဖြော်ပြပွဲအမျိုးသားကားစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ SDEC International School မှာ22ကြိမ်မြောက်စူချင်းမြင့်ပွဲနဲ့ကျောင်းဖြော်ပြပွဲကိုနိုဝင်ဘာလ25ရက်မွန်းလွဲ2နာရီက ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်မြို့မကျောင်းလန်းရှိ အမျိုးသားကားဆက်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါ SDEC International School က22ကြိမ်မြောက်စုချင်းညင်ပွဲနဲ့ကျောင်းဖြော်ပြူပွဲကိုရန်ကုန်တက္ကသိုလ်ပမောက္ခချုပ်ဟောင်းဒေါက်တာဦးဖိုးကောင်းနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များကျောင်းသားကျောင်းသူများမိဘများတောင်းအုပ်ထိန်သူဆရာဆရာမများစုံလင်စွာတက်ရောက်ခဲ့ပြီး သီးသန့်ပညာရေးဘုတ်အဖွဲ့ကရွေးချယ်ထားတဲ့အံ့အားသင့်ပွဲထူးချွန်စုများကို SDEC International School တွင်တက်ရောက်သင်ကြားလျက်ရှိတဲ့အုတ်ထင်းသူမိဘများရှိမောက်တွင်စုများကို ထိုက်တန်စွာချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်အဆိုပါအခမ်းအနားတွင်အရေးချင်းရှိတဲ့အကြောင်းသားအကြောင်းသူများရဲ့အံ့ဖွယ်ပညာရေးနဲ့ အဟုဒုဒရပွဲကစားမှုများနဲ့ဖြောပြေတင်ဆက်မှုများအပြင်တိုင်းသာရိုးရာအကအလာတဘာဝနဲ့တိုက်ကွန်းတို့အစရှိတဲ့နိုင်ငံတကာထူးခြားဆန့်သစ်တဲ့ဒလီထုံတန်းလမ်းစဉ်များဖြင့်ဖြောပြေတင်ဆက်ပေးခဲ့ပြီးစူရကျောင်းသားကျောင်းသူများကို SDEC International School မှကျောင်းအုပ်ထိန်းသူများရန်ကုန်တက္ကသိုလ်ပေါင်းပေါခါချုပ်ဟောင်းဒေါက်တာဦးဖိုးကောင်းနဲ့သက်ဆိုင်ရာ တာဝန်ရှိသူများက စုများကို အသီးအသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။နိုင်ငံတကာနဲ့ရင်ပေါင်းတမ်းပြီးမြမအကြောင်းသားចောင်းသူများကိုပညာရေးစနစ်နောက်မကျစေရန်ရည်ရွယ်က SDEC International School ကို1996ခုနှစ်ကမြန်မာနိုင်ငံမှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့ကယခုအချိန်ထိចောင်းသားចောင်းသူပေါင်းများစွာပေါ်ထွက်ခဲ့တယ်လို့သိရပါတယ်။ဆရာတို့ကျောင်း ကျောင်းအနေနဲ့တော့1996ခုနှစ်မှာတည်ထောင်လာပြီးတော့အခုဆိုရင်နှစ်ပေါင်း26နှစ်ခန့်ရှိသွားပါပြီ။အဲ့တော့ International School အဖြစ်နဲ့ဆောင်ရွက်တဲ့ရှိတယ်ဆိုတော့ဆရာတို့က UK Cambridge curriculum နဲ့အတူပေါင်းစပ်ပြီးတော့ဆရာတို့ကျောင်းကကတင်ကြားပေးပါတယ်။အဲ့တော့ Sufficient Approved Center အဖြစ်နဲ့လည်းဆောင်ရွက်တယ်ပေါ့လေ။အဲ့တော့ နိုင်ငံတော်အနေနဲ့ပြည်နိုင်ဝန်ကြီးဌာနကနေပြီးတော့ဆရာတို့ကိုဖွင့်လှစ်ခွင့်၅နှစ်တာမြတ်လိုင်စင်ထုတ်ပေးထားလျက်ရှိပါတယ်။အဲ့ဒီခါမှာဆရာတို့ကျောင်းသူကျောင်းသားတွေကိုဒီကနေ့သင်ကြားနေတဲ့ဟို subject အနေနဲ့သင်ယူအနေနဲ့ရေးပြအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဆိုမြန်မာ ရဲ့နောက်တစ်ခါ English language science social mix ခေါ်တဲ့ဒီ main curriculum ကြီးတွေကိုဥတည်ပြီးတော့ co curriculum subject အနေနဲ့ကတော့ဆရာတို့ကျောင်းအနေနဲ့ကတော်တော်များပါတယ် main အနေနဲ့အဲ့ဒါတွေကိုတိတိချာချာပေါ်ပေါ်ပြရမယ်ဆိုဆိုလို့ရှိရင်ဘလို့ခေါ်မလဲ computing string music Chinese, Futsal, Taekwondo, Table Tennis, as the, the global ဘလူးကောမလဲဆိုတော့ကမ္ဘာနိုင်ငံများကလေ့ကျင့်ပေးနေတဲ့ subject တစ်ခုကိုတစ်ခုကိုကျောင်းသူကျောင်းသားများကကြွေးချယ်ရပါတယ်တကယ် main subject အနေနဲ့ကတော့ဒီကနေ့ပညာရေးဝန်ကြီးဌာန အနေနဲ့ရောကဘာအရရက်ကသင်ကြားပေးနေတယ်ဘလို့ကောဘဝတွက်တာကျွမ်းကျင်စရာခေါ်တဲ့ဘလို့ကောလဲ life skill ပေါ့အနေနဲ့ဆိုလို့ရှိရင် leadership skill တွေ teamwork ဟို beating skill တွေနောက်တစ်ခါ cricketer thinking ပေါ့အဲ့ဒီဟာတွေ ਨੇ ပုံဆက်ပြီးတော့ဆရာတို့ကသင်ပေးနေတယ်တတ်နိုင်တဲ့လောက်တတ်နိုင်တဲ့လောက်တော့ diversity စကေးကိုလက်ခံနိုင်တဲ့အဆင့်တိကလေးတွေကိုဆရာတို့ကတင် जा ပေးနေပါတယ်အဲဒါပေမဲ့လို့ဆရာတို့က main main အနေနဲ့ကတော့ the median language အနေနဲ့ကတော့ဆရာတို့က Chinese ဘာသာရပ်ကိုပူးတွဲပြီးတော့တင် जा ပေးနေပါတယ်ဆိုလိုချင်တာကတော့ဆရာတို့အကြောင်းမှာကလေးတွေကိုစိတ်သက်စီကံပညာ main ထားပြီးတော့ဆရာတို့ကကမ္ဘာအဆင့်ကြီး တင်ယူညွှန်းနှန်းနေတယ်ဒီကနေ့မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနကချမှတ်တဲ့စိတ်သက်စီကံပညာခေါ်တဲ့ဒီမူပေါင်းအတွင်းကနေပြီးတော့ဆရာတို့ကအရေးချင်းပြည့်မီတဲ့လူသားအရေးမြင့်တွေကိုထုတ်ပေးနေတဲ့အကြောင်းကိုထုတ်လုပ်ပေးနေတဲ့အတွေ့အကြုံဆရာတို့အကြောင်းဟာခရီးတွေအတွက်အနာဂတ်ကောင်းတဲ့အကြောင်းတစ်ကြောင်းဖြစ်ကြောင်းဆရာတင်ပြပြောလိုပါတယ် And girls, if you're ready, we'll blow the whistle and blow like the wind. ကျွန်တော်နာမည်ကတော့ကိုထောင်တော်ဝင်ပါကျွန်တော်ကတော့ SDEC Nanyang School မှာ HOD နဲ့ကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်ပြီးတော့ကျွန်တော် Full Cell ဒီပြလဲလုပ်ပါတယ်ခင်ဗျအဲကျွန်တော်တို့ဒီမှာတော့ Full Cell ဘောလုံးအားကစားနေကို Basic ကနေစပြီးတော့ကျွန်တော်တို့သင်ကြားပေးနေပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ဒီကလေးတွေကို ဒီ2025ခုနှစ်မှာထိုင်းနိုင်ငံမှာတောင်းရောက်ပြီးတော့ကျွန်တော်တို့ခြေစံပွဲများပေါ် FC နဲ့ခြေစံပွဲများရှင်းပိုင်ကစားခဲ့ပါတယ်ဆက်လက်ပြီးတဲ့နောက်နေ့တွေမှာကျွန်တော်တို့တို့ထိုင်းနိုင်ငံမှာရှိရတဲ့တတန်းလိုက်ဖေကော့ပိုင်ပွဲတွေတခြားပြည်ပနိုင်ငံတွေဥပမာဘီယင်နမ်တို့မလေးတို့စင်ကာပူတို့လည်းကျွန်တော်တောင်းရောက်ကစားဖို့ကျွန်တော်ပြင်ဆင်နေပါတယ်အဲဒီမှာကတော့ကျွန်တော်တို့အားကစားအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဂျောင်းမာကကျွန်တော်ဖူဆယ်ရှိမယ်တိုက်ကွန်ဒိုရှိမယ်တိဘက်တန်ရှိမယ်ပေါ့နော် အဲ့ဒီအကစားရနေလိုက်တွေကိုလည်းကျွန်တော်တို့ရှေ့2026 2029ပြင်ဆင်တင်တဲ့မှာပြည်ပနိုင်ငံများမှာဆက်လက်ပြီးတော့ဒါရောရှင်ပြိုင်ဖို့လည်းကျွန်တော်ပြင်ဆင်နေပါတယ်ရွေးချယ်မှုကစားမမရွေးချယ်မှုမှာတော့ကျွန်တော်တက်တန်အလိုက်တွေပေါ့ကျွန်တော်တို့ဖူဆယ်မှာဆိုလို့ရှိရင်လည်း U9 U13 U15 ပေါ့နော်အဲ့လိုမျိုးတက်တန်အလိုက်တွေလည်းကျွန်တော်တို့ရွေးချယ်ပြီးတော့ပြင်ဆင်ဖို့လုပ်နေပါတယ်ဟိုတိုက်ကွန်းလို့ဆိုလဲဟိုကျွန်တော်တို့တက်တန်အလိုက်တွေပေါ့ development ဆိုတဲ့တက်တန်အလိုက်တွေကျွန်တော်ပြည်တွင်းပြိုင်ပွဲတွေရောပြည်ပပြိုင်ပွဲတွေရောကျွန်တော်တို့ကစားဖို့ ချိန်ပြိုင်ဖို့ကျွန်တော်ပြင်ဆင်နေပါတယ်အထူးသဖြင့်တော့ဒီ full sale ကိုကျွန်တော်ပြပထွက်ကစားဖို့ကျွန်တော်အကောင်းဆုံးပြင်ဆင်နေပါတယ်ရွေးချယ်မှုပိုင်းမှာဆိုလို့ရှိရင်တော့အခုကျွန်တော် U9 ဆိုလဲ U9 အလဲရောက်ပေါ့နော် U30 ဆိုလဲ U30 အလဲရောက် U15 ဆိုလဲ U15 အလဲရောက်ကိုတည်တည်ချာချာလေးကျွန်တော်တို့တကယ်ကောင်းတဲ့ကလေးတွေကိုကျွန်တော်ရွေးချယ်ပြီးမှကျွန်တော်တာရောက်ရှင်ပြန်မှာပါကျွန်တော်ပြည်ပနိုင်ငံမှာတာရောက်ရှင်မြတ်မှုအတွက်ကျွန်တော်ပြည်ရင်းမှာလေ့ကျင့်ရတဲ့အခါမှာကျွန်တော်တို့ကလေးတွေရဲ့အချိန်ပေါ့နော်နောက်တစ်ခုမိဘတွေရဲ့ supporting တို့ရဲ့ nutrition mind တွေ အဲသူတို့ရဲ့ awareness ပိုင်းနေအဓိကအဖြစ်ဒီဘက်တစ်ခင်မှာကလေးတွေကဘာဖြစ်လာလဲဆိုတော့ screen တိုင်းနေများလာတယ် game နေဆိုတာများတယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်ဒီအားကစားလုပ်ခြင်းအဖြစ်ကျွန်တော်တို့ဒီကိစ္စတွေကိုကာကွယ်နိုင်မယ်အပြီးတော့ကျွန်တော်လေ့ကျင့်ပြင်ဆင်မှုမှာတော့ကျွန်တော်တို့ကအဓိကအဖြစ်ပြည်ပနိုင်ငံမှာကတော့ဟိုပါကေးပေါ့နော်ဖူဆယ်ပါကေးကွင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ပါကေးကွင်းတွေကိုငားရလေ့ကျင့်ရတာတော့ကျွန်တော်တို့ကနည်းနည်းလေးခက်ခဲရရှိရယ်ပြီးတော့နောက်တစ်ခုကကလေးတွေရဲ့အာဟာရပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ခက်ခဲရရှိရပါတော့ဒီဖူဆယ်အကစားလေးဆိုတာကအရန်ပြင်းမှန်းပါတယ်အရန်ပြင်းမှန်းတဲ့အလျောက်ကလေးတွေရဲ့လေ့ကျင့်မှုပိုင်းမှာဒီအာဟာရပြည့်ဖို့အတွက်ညူထရီရှင်းကောင်းကောင်းစားဖို့လိုပါတယ်အဲ့ဒီအတွက်မိဘတွေနဲ့လည်းပူးပေါင်းပါဝင်ဖို့လိုပါတယ်ကလေးတွေဒီလိုပြင်းပြင်းထန်ထန်လေ့ကျင့်တဲ့အချိန်မှာဟိုဂိမ်းပဲပဲဆော့ရဲအစာအာဟာရမစားဘူးအိတ်ချိန်မဝဘူးအေးမဝဘူးဆိုလည်းဒီလေ့ကျင့်မှုပိုင်းမှာထိခိုက်နိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီကဆရာတွေမဟုတ်ဘဲနဲ့ចောင်းသားမိဘဆရာပူးပေါင်းပြီးတော့ကလေးတွေကိုပံ့ပိုးပေးဖို့လိုအပ်ပါတယ် တိုင်ပွဲကျင်းပတာဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်တင်ဘာကနေပြီးတော့ဒီဇင်ဘာကြားထဲမှာတို့တက်တန်းလိုက်ကျင်းပပါတယ်เนาะအဲ့ဒီကျင်းပတဲ့အချိန်မှာကျွန်တော်တို့တွားရောက်ရှင်မြန်ဖို့အတွက်ဟိုဖိတ်ခေါ်တို့ဖိတ်ခေါ်มาပါအဲ့ဖိတ်ခေါ်တဲ့အခါကျွန်တော်တွားရောက်ရှင်မြန်ဖို့လည်းပြင်ဆင်มาပါအနည်းဆုံးတော့ပြင်ဆင်အောင်ဆိုရင်ပြီးပပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်အနည်းအနည်းဆုံးအချိန်6လောက်တော့ကျွန်တော်ယူရပါမှာကျွန်တော်တို့စူးစမ်းနေကြတယ်ပေါ့နော်ကလေးတို့ကျွန်တော်ကလေးတွေလုံနိုင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ကလေးတော်တော်များများကျွန်တော်တို့ဘောလုံးအားကစားလူငယ်တွေကျွန်တော်တို့မနိုင်ပါဘူး တို့သူတို့ကိုရှင်းနိုင်စွမ်းရှိပါတယ်ကျွန်တော်တို့ရဲ့ဟိုစီကံပိုင်းဆိုင်ရာတွေ attitude ဆိုင်ရာတွေမိဘရဲ့စုံစုံမစကားတွေဆရာတွေရဲ့စုံစုံမစကားကိုနားထောင်ပြီးတော့ခိုင်မာသောစိတ်ဓာတ်နဲ့ဇွဲလုံးလာဝရီးရရှိရှိနဲ့ကျွန်တော်တို့စူးစမ်းမယ်ဆိုရင်ကျွန်တော်ဖြစ်နိုင်ပါတယ်